စကောပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ စနေနေ့ပရီးမီးယားလိပွဲစဉ်တွေကည၈နာရီခွဲမှာရှင်ပြိုင်ကစားမယ်အာဆင်နယ်နဲ့ဝက်ဆန်တို့ရဲ့လန်ဒန်ဒါဘီပွဲကိုသုံးသပ်တင်ဆက်ပေးဖို့ရှိပါတယ်ဒီစီဇန်မှာတော့ကျွန်တော်နဲ့တူဒါကုဆိုးရနေပြောမှာပါဝင်သုံးသပ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာကုဆိုးရမင်္ဂလာပါဗျမင်္ဂလာပါကိုအဲအာဆင်နယ်နဲ့ဝက်ဆန်ဒီပွဲကကျွန်တော်ဒါကာလီဖိုးနီးအရတော့ဝက်ဆန်ကဟိုတော်တော်ကြီးနှိမ့်ပါတဲ့ထဲမှာပါတော့ဗောလေကျွန်တော်ဒါနီးပြပြောင်းလဲလဲလုပ်ထားတယ်ဒီရာသီမှာဆိုရင် ဒီရှုံးပွဲလေးလည်းတော်တော်လေးလည်းများတယ်ပေါ့လေပြီးခဲ့တဲ့ရာသီကတည်းကဝက်ဆိုင်းကတော့တော်တော်ကြီးကိုဟိုရုံးကန်ခဲ့ရတဲ့အထက်မှာပါတယ်ဒါပေမဲ့ထူးခြားလာတစ်ခုကကျတော့အမေရိကွင်းမှာအာဆင်နယ်ကို200ရာသီဆက်နိုင်ထားတယ်ပေါ့နော်အာဆင်နယ်ရဲ့ချန်ပီယံအိမ်မက်တီကိုဒါဖျက်ဆီးခဲ့တဲ့အဲဒါအသင်းဆွေလည်းဒါမမှားပါဘူးเนาะဒါဝက်ဆန်းကိုရှုံးပြောမှအစင်နဲ့ရိုင်သွားခဲ့တဲ့ဟာတွေကကျွန်တော်ဒါမိနစ်တုံးကဟောဒါလွန်ခဲ့တဲ့တနေ့ကြော်အောင်ကျွန်တော်ဒါဂျုံခဲ့ရတယ်အဲ့တော့တည်ကြပါရဲဒါလက်ရှိအစင်ရက်တီမူရအစင်နဲ့ဝက်ဆန်းကြားကွာခြားချက်တွေများနေတယ်ဆိုပေမဲ့ ဒီဘွဲဟာအထီးသားအတွက်တော့လုံးဝသတိသတိထားပြောမှသာချင်းကမဲ့ပွဲတော်ပွဲဖြစ်မယ်လို့တော့ထင်ပါတယ်အရင်ဆုံးဒီအာဆင်နယ်နဲ့ဝက်ဆန်တို့ရဲ့ဘွဲအမြင်လေးပေါ့လေဒီဘွဲအမြင်လေးအခုဆိုရေးစပြီးပြောပြပါဦးဗျဟုတ်ကဲ့ပါလန်ဒန်ဒါဘီဆိုပေမဲ့အမှန်တိုင်းပြောရင်တော့လန်ဒန်မှာကလပ်သင်းတွေများတော့အဆင့်တန်းချင်းတော့ကွာတယ်ပေါ့နော်ဒါလန်ဒန်မှာအသင်းကြီးကြီးပဲသုံးသင်းကြီးပဲဆိုကျွန်တဲ့တခြားသင်းတွေတွေ့မယ်ဆိုလန်ဒန်ဒါဘီကဘွဲရည်အတွက်များတယ်လန်ဒန်ဒါဘီတဲမှာတော့ဝက်ဆန်ကလည်းအနေဘက်ကပေါ့နော်ဒါလန်ဒန်ဒါဘီအရေးတွားဖြစ်ပြောမယ်ဆိုလန်ဒန်ဒါဘီမှာရှုံးဝဲအများဆုံးက သူဖြစ်နေဝဆန်းဖြစ်နေဆိုတော့ဒါပေမဲ့လက်ရှိအနေထားရတော့တို့နီးပြပြောင်းထားရဲဆိုတော့နီးပြပြောင်းထားတဲ့အသင်းတွေကဒီလိုကာလာမျိုးမှာတခုခုပေါ့နော်အလှည့်ပြောင်းလေးတွေလုတ်တက်တယ်တို့ပထမဆုံးကစားတဲ့ပွဲမှာလည်းနူနိုဆန်တိုနဲ့ဒါ Everton ကိုတရေကန်ထားရဲဆိုတော့နူနိုဆန်တိုလက်အောက်ရောက်သွားရင်တော့အရင်ကျွန်တော်ဒါ Graham Potter လို့တော့ဟုတ်မှာမဟုတ်တော့ဘူးတို့နှစ်ယောက်ရဲ့ဒီ system ကြီးလည်းမတူပါတော့နူနိုဆန်တိုကတော့တော်တော်လေးချစ်လက်တဲ့ပုံစံမျိုးနဲ့ကစားတတ်တယ်သူ့လက်ထက်မှာဆိုဥပဟန်တန်အောင်လည်းကျွန်တော်တို့ကောင်းကောင်း Premier League မှာမြင်ခဲ့ပြီးပြီးခဲ့တဲ့နှစ်ကလည်း Nottingham Forest ကဥရောပအဆင့်ထိပါ ဒါဥရောပဝင်ခွင့်တနေရာတိယူပြနိုင်ခဲ့တာပေါ့အတင်းချားမှာမပြေလည်လို့ဒါသူကထုတ်ခံခဲ့ရတာဆိုတော့ဝက်ဆန်ကိုတော့သူပြန်တိဆောက်အောင်မှာမှန်ပေမဲ့ Graham Potter လက်ထက်ကလို့ပုံစံမျိုးတော့ဟုတ်မှာမဟုတ်တော့ဘူး Arsenal ကတော့ဒီချိန်မှာပုံစံကောင်းပြန်ပြီးတော့ရနေတဲ့အသင်းပေါ့နော်နောက်ဆုံးပြိုင်ပွဲဆုံး၃ပွဲဆက်နိုင်ထားတယ် Newcastle ကိုနိုင်လိုက်တဲ့နိုင်ပွဲကတော်တော်လေးကိုသူတို့အတွက်ဒီ Liverpool နောက်ကနေ PR ပေးဖို့အတွက်တော်တော်ရုံကြည်မှုရသွားစေခဲ့တယ်ချန်ပီယံလိပွဲစဉ်မှာလည်းသူတို့နိုင်ပွဲရထားတယ်နော်အင်ကွင်းမှာသူတို့ ိုလံပီယာကွက်နဲ့ကစားရတိတ်တော့ခက်ခဲတာတော့မဟုတ်ဒါပေမဲ့ကြိုင်ပက်ရဲ့ကစားပုံရဲ့မိဘအာဒီတာရဲ့လူထုပ်ပုံမှာဒါအဓိကစားသမားတချို့အနာပေးခဲ့တာကြောင့်ခက်ခဲတော့ကန်ခဲ့ရတယ်နောက်ဆုံးနှစ်ပွဲလဲနိုင်ထားတယ်ယုံကြည်မှုရောစိတ်ဓာတ်ရောအမြင့်ဆုံးမှာရောက်နေတယ်ဆိုတော့ဒီပွဲကအာဆင်နယ်အတွက်တော်တော်လေးအရေးပါပါတယ်တစ်ဖက်မှာလည်းဒါဒီပွဲပြီးရင်ချက်စင်းနဲ့လေဘာဘူးကစားမယ်ဆိုတော့ကိုသာနိုင်ထားမယ်ဆိုရင်ဒီဘာဘူးကိုရှေ့ရနေကိုကပြားပေးထားပြီးသားလဲရမယ်ဆိုတော့ဒီပွဲကအာဆင်နယ်အတွက် တကယ်ကိုအရေးကြီးတဲ့ပွဲပါကုန်။ဟုတ်ကဲ့ပါ ကျွန်တော်ဒီအာဆင်နယ်ကဒီနောက်ပိုင်းမှာတော့မတူညီတဲ့ပုံစံလေးနေတယ်ကျွန်တော်ဒါပွဲကိုချင်းကပ်လာတွေ့ရတယ်။ဟုတ်ကဲ့။ဒီပွဲနဲ့တပွဲဒီကစားသမားလူထုပ်ပုံနဲ့မတူညီတာလေးတွေလည်းကျွန်တော်တွေ့ရတယ်။ဒီပွဲမှာတော့အထီးတာကဘလို့ပုံစံမျိုးနဲ့ဒါဝက်ဆန်းကိုချင်းကပ်လာမယ်လို့ထင်တယ်။အတူတူပြည်တာတော်မတိုက်စစ်တွေပေါ့လေ။တော်မတိုက်စစ်တွေမှာဘလို့ပုံစံမျိုးတွေနဲ့ဘွဲထွက်လာမယ်လို့ဆိုရင်းထင်တယ်ဗျ။ဒီပွဲကတော့ဒါတော်တော်လေးတတိထားပြီးတော့ ပွဲထွက်မယ်ဆိုတော့ကျွန်တော် S0 လို့လို့ကစားမမျိုးတွေကိုကျွန်တော်ပွဲထွက်လူစင်းမှာ3တင်းတယ်လို့ထင်တယ်8ပွဲတွေမှာတော့သူဘဲတောင်မှာမှာ Trossard ကိုသုံးသွားတာမျိုးတွေကျွန်တော်မြင်ရတယ်ပေါ့နော်။ညတော်မှာမှာလည်းကျွန်တော် Saka ပဲသုံးတိုက်စက်ကတော့ Jokeret ပဲပေါ့။ Jokeret ကတော့လက်ရှိအချိန်ထိတော့အရန်ကြီးပုံစံကောင်းပြနိုင်နေတာတော့မဟုတ်ဘူး။ဒါပေမဲ့သူအိမ်ကွင်းလေးတွေမှာတော့ပြိုင်ဘက်အသင်းငယ်တွေဘွဲတွေမှာတော့မစိုးဘူးပေါ့နော်။အိမ်ကွင်းမှာရထားတဲ့3ဂိုးလုံးကအိမ်ကွင်းမှာသွင်းထားတာဆိုဒီဘက်မှာသူ့ကိုကြည့်ရမယ်။ပြီးခဲ့တဲ့ Champions League ပွဲစဉ်မှာအနားရထားတဲ့ကစားသမားတွေကဒီဘက်မှာ first line တစ်ထည့်မှာပြန်ပါလာမယ်ထင်တယ်။နယ်လီဆိုရင်နာက ခန်းစစ်ကြောင်းမှာဂါရီက85မိနစ်လောက်မှာဒဏ်ရာရသွားတယ်ပေါ့နော်ဒဏ်ရာကြီးကြီးမားမားမဟုတ်ဘူးဆိုတော့မှဒဏ်ရာ recovery ဖြစ်ပါမလားပြီးနောက်တစ်ချက်ကဟင်ကာဘီလည်းမရှိဘူးဆိုတော့ဒီသူ့ရဲ့ lab center ဘက်နေရာမှာတကယ်လို့သူမပါနိုင်ဘူးဆိုရင်တော့ mosquera ကိုတုံးရမယ့်သဘောမှာရှိတယ်ဒီဘယ်ဂျန်နဲ့ညာဂျန်ဒီခန်းစစ်ကြောင်းမှာတော့ဒါ color fiori တို့ timba တို့က champion league ပွဲစဉ်မှာနားရနားရထားတယ်ဆိုဒီစားသမားတွေပဲပြန်သုံးမယ် saliba နဲ့ပွဲထွက်လာမယ်ကွက်လက်မှာလည်းဒါ declan rice ကလည်းအပြည့်ဝမဟုတ်ရင်တော့မှဒါဒစိတပိုင်းအနားရထားတယ်ဆိုကွက်လက်မှာ declan rice ရဲ့ ျွန်တော်ကဇူဘီမန်ဒီရဲ့ပြန်တွဲလာမယ်။ ODGAT ကတော့ Champion League မှာတော်တော်လေးပုံစံကောင်းပြနိုင်ခဲ့တယ်ဆိုတော့ ODGAT ရဲ့ကျွန်တော်ဒါဒီပွဲထွက်လူစင်းပြန်ပါလာမယ်။ ODGAT နဲ့အစည်းနှစ်ယောက်ပြန်ပါလာမယ်ဒီကွန်းလေတိုက်စစ်နေရာကတော်တော်လေးဒါအာဆင်နယ်အတွက်ဒီပွဲမှာအဓိကဟိုအားသာချက်ဖြစ်လာနိုင်တယ်ဆိုနေပေါ့။ Okay ကျွန်တော်လည်းဒီပွဲမှာတော့အာဆင်နယ်တောင်မတ်တက်စစ်နည်းနည်းလေးအပြောင်းလဲပေါ့လေ။ပူအားကောင်းတဲ့ပုံစံမျိုးနဲ့ဒါချင်းကပ်လာမယ်လို့ထင်တယ်။ပြီးခဲ့တဲ့ Newcastle နဲ့ပွဲမှာဒီအာဆင်နယ်ရဲ့ဘယ်တောင်မန်မှာတုံးခဲ့တဲ့ဟာဆိုတိတ်ပြောမှာအားမရရရှိပေါ့နော်။ Okay Trossard ကိုတုံးခဲ့တယ်။ Trossard ကတော့ ဟိုဘယ်လိုပြောမလဲ super sub အနေနဲ့ဆိုပို့ပြီးတော့မှကောင်းတော့ပေါ့နော် first line နဲ့အနေနဲ့ကြာရင်နည်းနည်းလေးဂိုးလက်လဲအာနေတော့သူကိုယ်တိုင်ကလည်းတိတ်ပြီးတော့မှပွဲပေါ့ impact ဖြစ်မှုကကျတော့အားနေတဲ့ပိုင်းနေတဲ့တွေ့ရဒီပွဲမှာတော့ကျွန်တော်ဒါ Martinelli ကိုမြဲအဲဘယ်ချမ်းမှာမြန်ဒါတုံးလာမလားဘာလို့လဲဆိုတော့ကျွန်တော်ဒါ website ရဲ့ဒီ counter ဒါ Jerobo ရဲ့ညာချမ်းပေါ့လေဒီ website counter တွေကိုကျတော့ကောင်းကောင်းလိုက်ပြီးတော့မှပြီးအားကောင်းကောင်းနဲ့လိုက်နိုင်တဲ့ကစားမဆိုဒါ Martinelli ကတော့ဒီပိုင်းမှာတော့ဒါစိတ်ချရတယ်ခန်းစစ်ကိုလည်းပုံမှားဖြစ်သူက ပို့ပြီးတော့မှကုနိုင်တဲ့အနေထားမျိုးလည်းရှိတယ်ဆိုတော့ Martinelli ကတော့ဒါကျွန်တော်အမြင်ကတော့ဘယ်ချက်မှာတော့တုံးလာမယ်ညာချက်မှာတော့ဒါပုံမှန်တိုင်းပဲဒါ Saka လည်းပြီးခဲ့တဲ့ Olympia Costa ဘွယ်ကအဲမိနစ်20လောက်ပဲကစားလိုက်ရဆိုသူ့အတွက်လည်းအများကြီးနားချိန်ရနားချိန်လည်းရထားဆိုတော့ Saka ကတော့ပုံမှန်တိုင်းပဲညာချက်မှာတော့တုံးနေမယ်ကွင်းလယ်ကိုပဲကျွန်တော်တို့ Arteta ဘလိုပုံစံမျိုးနဲ့ဒါစီရင်လာမလဲပေါ့နော်လက်ရှိလူစင်းမှာတော့ဟိုသူ့စိတ်ကြိုက်အခုတော့ Knockout လည်း ပြန်ကစားနေပြီเนาะဒါ knockout ကိုလည်းကျွန်တော်ဒါ nemesis row မှာသုံးမယ်ဆိုလဲသုံးလို့ရတယ်ဒါ superman ကိုအနာပြီးမယ်ဆိုလဲပွဲချင်းတစ်စိမ့်တစ်ပိုင်းအနာပြီးမယ်ဆိုလဲဒါပြီးလို့ရတယ်အထူးမြတ်ဒါကျွန်တော်ဒါ urigat ပြီးခဲ့တဲ့ olympia course နှစ်ပွဲမှာသူရဲ့အကောင်းဆုံးပုံစံလေးကျွန်တော်ဒါမြင်ခဲ့ရတယ်ပွဲစဉ် alike ဒါ man of the match တဲ့ olympia course နှစ်ပွဲမှာသူရခဲ့တယ်ဆိုတော့ urigat ကတော့သူရဲ့ပုံမှန်တိုင်းမဲ့ဒီ right number 8 row မှာတော့ urigat ကိုကျွန်တော်ဒါသုံးလိုက်မယ် left number 8 row မှာ rice ကိုသုံးမလားဒါမှမဟုတ်ကျွန်တော်တို့ဒါ sc ကိုသုံးမလားကျွန်တော်ဒီဟာလေးတော့ကြည့်ရအောင်ရှိပါတယ်ဘာပြောပြောအစင်တွေကတော့ရွေးချယ်စရာကစားသမားတော်တော်လေးဒီကွင်းလေအစုဖွဲ့မှာများတဲ့အတွက်ဒီဟာကတော့ဒါဝက်ဆန်းကိုရင်ဆိုင်ဖို့အတွက် အာသာချက်တစ်ခုဖြစ်လာမယ်လို့ထင်တယ်နောက်ထပ်ကျွန်တော်ဒါဝက်ဆန်ဘက်ကလည်းတစ်ချက်လောက်လေးကိုစိုးကြီးသုံးသပ်ပြပါဝက်ဆန်ကကျွန်တော်ဒါနီနိုဆန်တို့လက်ထက်မှာတော့ဒီပြီးခဲ့တဲ့ Everton နဲ့ပွဲမှာ तू က4141 shape ပုံစံမျိုးနဲ့ဒါကစားရတယ်ပေါ့နော်ကျွန်တော်ဒီပြီးခဲ့တဲ့ဒါနီးပြဟောင်း creator ball နဲ့လက်ထက်တုန်းကတော့4231နဲ့တွားတယ်အဲဒီ number 6 row မှာတယောက်တယောက်တည်း single pivot ပုံစံနဲ့ထားပြီးတော့မှဒါ market sala မသိဘူး market sala ကိုဒါလုံးဝ destroyer ပုံစံနဲ့သုံးတယ်ဒီပုံမှန်အဖြစ်ဘယ်လိုပြောမလဲကိုယ်လည်းမှာနေရာဆုံးသုံးနေရဲ့ မာတီးယပ်ဖာနန်ဒက်ကူကတော့ဒီ left number 8 row နေရာမှာတုံးသွားတာကိုကျွန်တော်တွေ့ရတယ်။အဲ့တော့ဝက်ဆန်းကရောဒီလိုပွဲမျိုးမှာဒါဘလိုခင်းချင်းမျိုးနဲ့ပွဲထွက်လာနိုင်ခြေရှိလဲ။ Everton နဲ့ပွဲရပုံစံတိုင်းပဲလာမလားဆိုတာလေးလည်းကိုစိုးကြီးအမြင်လေးပြောပြပါဦးဗျာ။ဒီပွဲမှာတော့ကျွန်တော်အထင်ပေါ့နော်ဒါ Nuno Santos နေနဲ့ဒီ defensive ဘိုင်းကိုပို့ပြီးတော့အသားပေးလာမယ်လို့ထင်တယ်။အေး Everton နဲ့ပွဲမှာတော့အခုပြောသလိုပဲ single pivot အနေနဲ့ Magaza တယောက်ပဲတုံးသွားတယ်။ဒီပွဲမှာနောက်ထပ်သူတို့အတွက်ထိုးနှက်ချက်ကကွဲလက်မှာ suit check ကလည်းပွဲပဲဖြစ်နေတော့မပါနိုင်ဘူး။ suit check ကတော့ကွဲလက်မှာ တို့တော်တော်အားကိုးရတဲ့ကစားသမားပေါ့နော်ဆွဲစုံလည်းရတယ်ကွန်းလည်းမလောအားနှုံးလည်းကောင်းတယ်ဆိုတော့စုချက်မပါနိုင်တဲ့အတွက်ကြောင့်ကွန်းလည်းတော့နည်းနည်းလေးတို့ပို့ပြီးတော့တတိထားရလိမ့်မယ်ထင်တယ်ဒါပေမဲ့တို့နဲ့ပတ်သက်ရင်ကျွန်တော်တောင်ပန်တိုက်စစ်တွေကတော့ဒါမျှော်လင့်လို့ရတယ်ကွာအိုဒီဘိုဘန်ဆိုတဲ့အာဆန်နယ်နဲ့တွေ့ရင်ဂိုးမြူတက်တဲ့အစင်လာရှိတယ်အားကိုးတော့အားကိုးတော့အာဆန်နယ်ဘက်ကိုသွင်းထားတယ်ပြီးတော့ဆမ်မာဘေ့စ်ကလည်းတူချင်းတွေမှာလုပ်ရည်ကိုင်းရှိတယ်ကွန်းလည်းမှာလည်းပက်ကစ်တာလိုကစားသမားမျိုးရှိတယ်တိုက်စစ်နေရာအတွက်ကတော့ဖူကရုစ်ကိုသုံးမလားကျွန်တော်တို့ဒါကလန်ဝီစင်ကိုသုံးမလားပေါ့နော်ဖူကရုစ်ကတော့ဖြစ်နိုင်ကြေတော့ များတယ်ဆိုတော့ကွင်းလယ်အထိုင်ဒီ devil paper ပုံစံမျိုးနဲ့ကွင်းလယ်ကိုမမချာချာတိဆောက်လာဖို့တော့လိုလိမ့်မယ်ထင်တယ်ခန်းစစ်ကလည်းတို့ကအရန်ကြီးကောင်းတဲ့ထဲမှာမပါဘူးခန်းစစ်ခန်းစစ်ကြောင်းကမဆိုးလာဘူးဆိုပေမဲ့အရန်ကြီး solid ဖြစ်တဲ့ခန်းစစ်မျိုးမဟုတ်ဘူးဆိုတော့ arsenal ကရုပ်ပိုင်းဆိုင်ရာရလဲ arsenal အရန်အားကောင်းတယ် set piece တွေလည်းအားသာတယ်ဆိုတော့ဒီခန်းစစ်နဲ့ကွင်းလယ်ကိုတိချာတိဆောက်ပြီးကောင်တာပေါ့နော်ဒီဘိုဝန်တို့ရဲ့မြန်တို့ဆမာဘီတို့ရဲ့တူချင်းနေနဲ့သွားမှာပဲရမှာထင်တယ်ဟုတ်ကဲ့ပါကျွန်တော်ဒီတေချာတကောဝဆန်းကတော့ everton နဲ့ပွဲရတဲ့ဆိုင်ပူပြီးမှခန်းစစ် ိုเนาะဥစားပြီးချက်ကလာဖို့တော့ရှိတယ်အဲ့အတွက်ကွင်းလယ်မှာဆိုရင်ဒါပူပြီးမှဖြားလိုက်အားပူကောင်းတဲ့ကျွန်တော်ဒါကစားသမားတွေကိုတော့တုံးလာကြည့်တော့ရှိတာပေါ့เนาะအဲ့တော့ဘလိုပုံစံမျိုးနဲ့ပွဲထွက်လာမှာဆိုတော့မသိဘူးကော်လံဝင်းစင်ကတော့ကျွန်တော်ဒီ food credit ဆိုင်ရင်တော့ show ဟိုလေဘိုးကန်သွင်းနှုံးနေတော့ပူကောင်းတယ်เนาะကျွန်တော်ဒါတပွဲပြတ်များဆိုရင်ဒါနှစ်ကြော်ကြော်လောက်ထိရှိမယ်ထင်တယ်ကျွန်တော်ဒါဘိုးကန်သွင်းကတော့ကော်လံဝင်းစင်ကတော့ပူပြီးမှကောင်းတယ်ဒီနေရာမှာကျွန်တော်စိုးရိမ်တာတကွာကျတော့ဒီစုချက်မှာပါတဲ့ဘိုင်းကတော့ညှိပြွာပိုင်းအရနည်းနည်းလေး စိုးရိမ်စာကောင်းမယ်လို့ထင်ဘာကြောင့်လဲဆိုတော့ suchet ကကြတော့ဒီ area jewelry ဘိုင်းကြတော့တော်တော်ကြီးကိုအားကောင်းတယ် arsenal ကကြတော့ဒါအားလုံးတည်ပြရတိုင်းပဲဒီ set piece တွေက set play ကနေတစ်စက်တော်တော်ကြီးကိုအားကောင်းတယ်ထင်မှာပါတယ် arsenal ဒီရာဒီဒီရာဒီရဲလို့မဟုတ်ဘူးပေါ့လေ premier league မှာရခဲ့တဲ့ဒါနောက်ဆုံး14ဂိုးထဲမှာဆိုတော့ဒါ9ဂိုးကကျွန်တော်ဒါ set piece တွေကနေရတယ်အဲ့ဒါက9ဂိုးထဲမှာကြည့်မယ်ဆို9ဂိုးကတောင်ကဘောကနေတစင်ရတယ်တကူကဒါအလွတ်တကံဘောကနေတစင်နောက်ပင်နေရီကနေတစစ်ကတကူရတယ်ဆိုတော့ဒီလိုမျိုးဒီဘယ်လိုပြောမလဲ တေကံဘိုးတွေကိုအားပြုတဲ့တိုင်ဖက်အသင်းနဲ့ကစားတဲ့နေရာမှာဒါဆူချက်လို့ကစားမမပါနိုင်တဲ့အချက်ကတော့ဝက်ဆန်တွေနည်းနည်းလေးတော့ကြိုးစရာတော့ဒါရှိမှတင်တယ်အဲ့တော့ဒီနှစ်သိန်းရဲ့အနေထားပေါ့လေဒါဝက်ဆန်ကအာဆင်နယ်ကွင်းမှာဒါနောက်ဆုံးနှစ်ကြိမ်ဆက်တိုက်နိုင်ထားတယ်အာဆင်နယ်ကကျွန်တော်ဒါကြည့်လိုက်တော့ပရီးမီးယားလိဒီနောက်ဆုံးအင်ကွင်းပွဲပေါင်း40ကျော်တော့မှာဆိုရင်ရှုံးတာ၄ပွဲပဲရှုံးတာလေအဲရှုံးတာရဲ့၄ပွဲမှာမှာနှစ်ပွဲရတာ90ရာခိုင်နှုန်းကဝက်ဆန်ကိုရှုံးတာရှုံးတာလေဆိုတော့ဒီဘက်မှာဒါအာဆင်နယ်ရဲ့ ဒီဘယ်လိုပြောမလဲဝက်ဆန်ရဲ့ဘယ်အပိုင်းကိုအဓိကအားနည်းချက်ကိုယူပြီးမှထိုးနှံလာတယ်ကြီးရှိလဲဝက်ဆန်ကလည်းအာဆင်နယ်ရဲ့ဘယ်အားနည်းချက်ကိုအဓိကဘယ်လိုပြောမလဲပြစ်မှတ်ထားပြီးမှထိုးပေါက်လာနိုင်ကြီးရှိလဲဆိုတာကိုစိတ်သုံးသပ်ပြပါဘုရားဟုတ်ကဲ့ပါဝက်ဆန်ကအာဆင်နယ်ကိုဒါအမြဲဒုက္ခပေးနေကြပါတော့အာဆင်နယ်ရဲ့ဒီထိုက်တဲ့မျောလင်းချက်တွေကိုအကြင်ကြင်ဖျက်ဆီးခဲ့တဲ့အထဲမှာဝက်ဆန်ပါတယ်ဖူဂန်တို့ဝက်ဆန်တို့နယူကာဆယ်တို့ဗီလာတို့ဒီသေးနေတဲ့တွေ့ရင်အာဆင်နယ်ကအမြဲလိုလိုရုန်းကန်ရတယ်ပေါ့နော်ဒါရှင်းနှစ်ရာသီကိုကြည့်မယ်ဆိုရင်အသင်းချင်းချင်းတွေ့တဲ့ဘွားတွေမှာအာဆင်နယ်ကလုံးဝမရှုံးခဲ့ဘူးနှစ်ရာသီလုံးဒါပေမဲ့အဲ့အသင်းလက်တွေ အသင်းငယ်ရင်းရဲ့ဘောဒီမှာမထင်မှတ်တဲ့ဒီရလက်စိုးဝါမှုတွေကြုံရတယ်ဒီနှစ်ကတော့အိုက်ထက်ပို့ပြီးအာဆင်နယ်ကဒီပွဲကိုတတိထားလာဖို့လည်းများတယ်ပြီးတော့မနှစ်ကနဲ့မတူတဲ့စုဖွဲ့မှုမျိုးဟိုဇာသမာစကွတ်တက်ကလည်းပိုကောင်းလာပေါ့အခုဆိုရင်ဒိုင်ယာပြဿနာကြောင့်အဓိကဇာသမာတော်တော်များများမပါနိုင်ဘူးဆိုရင်တော့မှအာဆင်နယ်ရဲ့စကွတ်တက်ကပြိုင်ပွဲတိုင်းမှာလုံလောက်တဲ့ကျွန်တော်ဒါကစားမစုဖွဲ့မှုရှိရဆိုဒီချက်ကဒါအာတာချက်ဖြစ်မယ်ဒီပွဲမှာတော့တခုတတိထားမှာတော့ဂါဘရီယယ်မပါတဲ့အနေထားမှာကျွန်တော်ရှေ့မှာပြောခဲ့သလိုမော်စကွေရာအသင်းနဲ့ ဒီကောင်းကောင်းဘောနော်စာလီဘာနဲ့တွဲဖက်နိုင်မယ်ဆိုတော့ခန်းစစ်ကတိတ်ပြီးတော့မစိုးရင်လာဘူးအဲ့တော့ခန်းစစ်ကတော့ဂါဘီယယ်ကြောင့်နည်းနည်းလေးစိုးရင်စရာရှိပေမဲ့တချို့သူတို့ရဲ့အစုဖွဲ့ရဆိုရင်အရန်ကြီးတော့ဟိုကြောက်စရာတော့မဟုတ်ဘူးဘောနော်တစ်ဖက်ကတော့ဒီနီးပြရဲ့လက်အောက်မှာအသားမကျသေးတဲ့အခြေအနေကအဓိကရုန်းကန်နိုင်တယ်ဒီဝက်ဆန်သွားတဲ့ပုံစံသူက defensive play သွားတာနဲ့ဘောနော်ဝက်ဆန်အရင်နီးပြအဆက်ဆက်သွားတဲ့ပုံစံကဘောလုံးကင်ကစားမယ်ကောင်တာသွားမယ်ခက်မြန်မြန်သွားမယ် ဟိုပလေးနဲ့သွားတာမျိုးများဒီလက်ရှိနီးပြနုနိုစန်တော်ကတော့အဲ့လိုပလေးကိုအဓိကအသားပြုမှာမဟုတ်ဆိုဒီနှစ်ခုကြာမှာတို့ adapt ရအောင်ပြန်ပြီးတော့လှုပ်ဖို့လိုလိမ့်မယ်အဲ့လိုလှုပ်ထားနိုင်ရင်တော့ Arsenal ရဲ့တိုက်စစ်ကိုတို့အတိုင်းတာတစ်ခုထိထိနိုင်မယ်အဲ့လိုမှမဟုတ်ဘဲနဲ့နီးပြနဲ့ဒီစားသမားကြာမှာနည်းနည်းလေးဒီအခြေယူအောင်မယ်ဆိုရင်တော့ Arsenal ကဒီဘက်မှာရလက်ကောင်တစ်ခုကိုယူသွားဖို့များတယ်ဟုတ်ကဲ့ပါကျွန်တော်အမြင်ပြောရရင်တော့ဒီ center back အတွဲပေါ့လေဝက်ဆိုက်ရဲ့ဆန်တာဘက်အတွဲဒါကီလ်မန်ရဲ့မာဗရိုပါနော့ရဲ့ကစားသမောင်းပြပြောက်ပြတာမာဗရိုပါနော့ရဲ့ဒီတွဲကကြတော့ကျွန်တော်ဒါနည်းနည်းတော်တော်ကြီးအားနေတဲ့အထက်မှာတော့ကျွန်တော်ဒါပါမယ်တော့ထင်တယ်ဒီပရီးမီးယားလိရဲ့ဆန်တာဘက်ဒီအတွဲတွေမှာဆိုရင်ကျွန်တော်ဒီ one of us အကန့်ထိန်းနိုင်မှုပိုင်းဒီကျွန်တော်ဘယ်လိုပြောမလဲဒီ zone နဲ့ marking ဘိုင်းကောတူးချင်း marking ဘိုင်းကောအားနေတဲ့အထက်မှာပါဆိုဝက်ဆိုက်ရဲ့ဒီအားနေချက်ကိုအာဆင်ကအဓိကပြတ်မှတ်ထားပြီးတော့မှာပဲ ဒါ true နဲ့သွားမယ်လို့ထင်ပါတယ်ကျွန်တော်အဝဆန်းကတော့ဒီကောင်တာတစ်ပေါက်တည်းပေါ့လေဒီကောင်တာတစ်ပေါက်ကိုမှအာဆင်နယ်မထိန်နိုင်ဘူးဆိုရင်တော့လေဒါအာတီတာဝဆန်းရဲ့ဒီဘယ်ချမ်းတော့မဆိုးပြမာလစ်ဂျူပြဲဒီတိုက်စစ်လိုက်ပါမှုလေဟုတ်တယ်ဂျူကတော့ဒီနောက်ပိုင်း goal assist တွေလည်းတော်တော်လေးရလာတဲ့ထက်မှာပါတယ်ဘယ်နဲ့ချမ်းမှာပေါ့နော်ဝဆန်းတော့အဲ့ဒီတစ်ခုတော့ထူးကြရနော်ကျွန်တော်ဒီခက်ဆက်ဆက်ပါပဲ crossway တို့ ီဘယ်နောက်ခံနေရနော်ဟိုဘယ်နောက်ခံခေါင်းတွေပေါ်ရဲစိတ်လိုက်တဲ့ကစားမားစိတ်လိုက်တဲ့ကစားမားတွေပေါ်ရဲလို့ကျွန်တော်ဒါပြောမှာအခုဒီဘွဲမှာလည်းဟုတ်ပါတယ် juve ကိုကျွန်တော်ဒါမဖြစ်မနေထည့်ပြောမှာဒါစောင့်ကြည့်ရမယ်အထဲမှာတော့ရှိတယ်အဲ့ဘွဲမှာဘလူးရလက်ထွက်မလဲဆိုတော့ကျွန်တော်ဒါဟိုစနေနေ့ကြာမှာပဲဒါကြည့်ကြပါဘောလေပုံမှန်အဖြစ်တော့ arsenal ရဲ့အခင်းချင်းကတော့ဒါအများကြီးအားသာတယ်မိနစ်တုန်းကရလက်တွေလို့ပြန်ပြန်ပြောင်းနိုင်ဖို့အတွက်ခွင့်ကောင်းကတော့ရှိနေရလို့ဒါကျွန်တော်ဒါသုံးသပ်လို့ရမယ်ထင်ပါတယ်အခုလိုမျိုးဒါဒီပွဲလေးကိုဒါသုံးသပ်ပြီးတော့ဆိုယူကိုကျေးဇူးတူတင်ရှိပါတယ် ကြည့်ရှုအားပေးကြတဲ့စောကဟောပရိသတ်အိုးချင်းစီကိုလည်းကျေးဇူးထူးတင်ရှိပါရခင်ဗျာ။